မြန်မာနှောင်းချင်တဲ့ကိုအစစ်တဆိုင်အားပေးနာဆင်နေကြတော့ပြိတ္တများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမိယဇလာကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါရယ်။ဒီကနေ့မှလည်းပြိတ္တများနာဆင်ရမယ့်ဇလာလေးကစာရေးဆရာမောင်တေဆန်းရေးသားထားတဲ့အောင်လန်းဘိုးရည်နဲ့တကောင်ကျွက်ဇလာအပိုင်းတစ်ကိုပြိတ္တကြီးကနားဆင်ရမှာဖြစ်ပါရယ်။ကိုဖို့ထွေတလဲကုန်းမှာဘိုးရည်ပြောင်းနေတယ်ဆို။အေးကွာ အောင်တန်းတော့ငါ့ကိုပြောတာပဲဒီကောင်ဥဝေလာကြီးနဲ့တော်တော်ပနာတက်နေတယ်ဆိုလားပဲဒီကောင်ဘိုးတွေအတော့လွန်သွားပြီတေချောင်ကျွတ်တို့သွားကြည့်အောင်ပဲဗျာဒီညကသူအိမ်ပြန်မလာဘူးဆိုရင်တော့တို့တွေသွားကြည့်ကြတာပေါ့ဖိုးထွေးတယောက်တလဲကုန်းရွာကပြက်လာတဲ့အောင်တန်းတို့ရဲ့ပြောကြချက်အရမဘိုးတေရဲ့အိမ်မှာနေထိုင်တဲ့တာအေးနဲ့ပေတူကိုလာရောက်ပြောဆိုနေခြင်းဖြစ်ပါတယ်တာအေးနဲ့ပေတူကလည်းဘိုးတေရဲ့အိမ်မှာမနေလို့တော့ပဲပြောင်းမှုဖြစ်နေတဲ့အတွက် ဖိုးထွေးရတားဆီးနေရလေတယ်။မင်းတို့တွေပြောင်းဖို့မစင်းစားသေးနဲ့哦။ဒါကအောင်တန်းရဲ့အပြောပဲရှိသေးတာကွာ။တို့တွေကိုယ်တိုင်သွားကြည့်ပြီးမှပဲကျဲတဲ့ကိစ္စတွေကိုဆုံးဖြတ်ကြတာပေါ့။ကျုပ်ကတော့ဒီကောင်ဘိုးတွေအချိန်အကြာကြီးရွာဦးပြတ်မလာကြတဲ့ရတိတ်ပြီးစိတ်ချတာမဟုတ်ဘူး။ဘာကြီးအောင်ပြန်ရောက်မလာသေးလို့ဒါဒီအိမ်မှာနေနေတာ။အခုဘာကြီးအောင်လည်းပြန်ရောက်ပြီလို့ကြားတယ်။ဟုတ်တယ်။ဦးအောင်ကလွန်ခဲ့တဲ့ရက်ကမှပြန်ရောက်တာကွာ။အဲ့ဒီတယောက်လည်းပါလာသေးတယ်။ မင်းတို့အိုးစိမသွားသေးဘူးလားမသွားသေးပါဘူးဗျာตาเอตุ่ไอ้ตั่วทิ้งกုတ်ไปนี่อ่ะเอ้าไล่หลบไปนี่ห่าลูกอะคุยอตาเออ่ะเบยตั้วเลยเญ่ขวัญอ่ะจับผ่ายายောက်นี่แหละสุโลตั้วจิเอดีกองเนาะจับตมะลงลงผิดนี่บิเบ้หอบป่ะเปียอะคุแลกูแจ้จีโอเสียตินหาเดะลิยาเหมียวป้ายอ่ะกูซู้เมียวเปียวดาล่ะหอบเดะลิตูเบ้จับตมะโมแจ้จีโลขอดา ตาอี้တော့จัตตมาဖြစ်တော့มาပဲกว่าဖြစ်တော့มาမဟုတ်ဘူးဖြစ်ကိုဖြစ်နေပြီအဲ့ဒီကောင်အကျင့်လည်းမကောင်းတော့ဘူးမင်းတို့ကမတည့်ကြအောင်လားတည့်ပါလေဗျဟိုတခါကြုတ်စားမဲ့အမဲသားလေးဒင်းဟာသူ့ချက်ပါကျွေးပြစ်တယ်လေချက်ကိုလည်းအမဲသားကျွေးတာလားအားရှိအောင်နဲ့လေဒီကောင်ဘယ်ဟာနီးတွေတက်လာလဲမသိဘူးအမဲသားကျွေးလိုက်ရေကူးခိုင်းလိုက်နဲ့ဘာရေကူးခိုင်းတာလဲကွာ ချက်ဖောက်တွေကိုလीသူပြောတာတော့ရေကူးခိုင်းရင်ချက်တွေအတွက်ကောင်းတယ်တဲ့တကယ်လဲကောင်းပါတယ်ဟေးအောင်ပေတုမင်းလဲကြောက်ဝန္ဒနာပနေပြီလားကောင်းတယ်မကောင်းမှုတောင်သိနေပြီဆိုတော့ကြောက်ကောင်းတာခွတ်တာကောင်းတာကိုပြောတာမဟုတ်ဘူးပြီးခဲ့တဲ့တပတ်တော့သူလေးကျိတ်ပေးနေတဲ့ချက်ဖောက်ကြီးကကင်းကိုက်ခံရတယ်လीကြောက်ချက်စားလိုက်တာတော်တော်ကောင်းတယ်ဗျတာအေးရတော့တကယ်ကိုတစ္ဆာရှိတယ်ဗျတတို့မအောင်မတို့တာ ဒင်းကအဲ့ဒီကြက်ဖကြီးကိုမြေမြုပ်ချင်နေတာလေကျုပ်လည်းအတိုက်ခံလှုပ်ပြီးချက်စားပြစ်လိုက်တယ်ဒီကောင်တော်တော်စိုးနေပြီပဲကဲကဲမြင်းတို့ကောင်ကမနဲ့ပြန်လာခွက်မယ်ညာကြအိုးအောင်စီရောသွားလိုက်ကြအောင်ကြားလာဟုတ်ကဲ့ပါဗျဖိုးတွေးရပေတူကိုအဲ့ဒီလိုမှားကြပြီးတော့အိမ်ဝိုင်းနေရနေပြန်လို့ထွက်ခွာသွားလိမ့်တယ်သူထွက်သွားပြီးတိတ်မကြခဲ့အချိန်မှာတာအီတယောက်ကြက်ဖကြီးဒီကောင်ကိုပိုက်ပြီးအိမ်ဝိုင်းနေဝင်ကာ အင်ရှိကွပြက်မှာထိုင်နေတဲ့ပေတုကိုစကားဆိုလိုက်တယ်။ဟဲ့ပေတုတလဲကုန်းရွာမှာဘိုးတွေပြောင်းနေတယ်ဆိုကွ။အေးငါလည်းအဲ့လိုကြားတာပဲ။ဒီကောင်ပြန်လာတယ်ဆိုလို့ဝမ်းသာပါတယ်။ဒါမဲ့အဲ့ကောင်ရဲ့အချို့ကိုတိတ်မကြိုက်ဘူး။ငါလည်းတူတူပဲကွ။အမှန်ဆိုရင်ဒီကောင်ရောက်တာနဲ့ဘာကြီးအောင်စီအရင်လာမှာ။အေးကွာအခုတော့ဒီဟာရွာတော်ပြက်မလောက်။ကဲ တို့တွေအခုညဗာကြီးအောင်စီသွားကြတာပေါ့မနေ့ပြန်တော့ကိုဖိုးထွေးတို့တလဲကုန်းရွာကိုသွားဖို့လာခေါ်မယ်တဲ့အေးအေးဗာကြီးအောင်စီရောအခုပဲသွားကြရအောင်တာအရာသူ့ရဲ့ကြဖကြီးကိုမြေပေါ်ချပေးဦးအောင်စီကိုသွားဖို့ပြောလိုက်တယ်ဒီခါမှာပေတူကအိမ်မှာချက်ထားတဲ့ဟိတချို့တလုံးချိုက်မှာထဲလို့ဦးအောင်စီသွားဖို့ပြင်ဆင်လိုက်ပါတော့တယ်ဦးအောင်ရဲ့နေအိမ်မှာတော့အိအောက်တန်းလျာမှာဦးအောင်နဲ့အတူတူဧည့်သည်လူစိမ်းတယောက်ထိုင်နေတယ် ။ဦးအောင်ကအဲ့ဒီမျက်နှာစိမ့်ဧည့်သည်ကိုကောင်းမစွာဧကန်နေပုံပေါ်တဲ့အထွတ်အဲ့ဒီလူကအတော့အရေးပါတဲ့လူတစ်ယောက်ဖြစ်နိုင်တယ်လို့ထင်လိုက်တယ်။ဆရာသူကျွန်တော်လိုပညာမတူတဲ့လူတစ်ယောက်ရဲ့အိမ်ကိုလိုက်လာတာ။တိုက်ပြီးကျေးဇူးတင်တယ်ဗျာ။မလိုပါဘူးဗျာ။ခမရနဲ့ကျုပ်ကပညာမတူပေမဲ့ခမရရဲ့လုံရက်ကိုသဘောကျလို့လိုက်လာတာပါ။ဝေလာဆိုတဲ့လူကိုပညာပေးကျင်တာလဲပါတာပေါ့ဝေလာအမှောင်ပညာမှာလဲအတော့ကိုတစ်ဖက်ကန့်ခတ်တတ်တယ်ဆရာသူရဲ့ ကြောက်သားတပည့်တော်သူ့စီမှာရောက်နေတယ်တဲ့အထက်ရောက်ရောက်အောက်ရောက်ရောက်နေနေတာတိတ်ကိုအန်နေများတယ်ဗျခမရတပည့်ကဘာသွားလို့တာလဲကြောက်တောင်တခြားလူပြောမှသိတာဆရာထူးကိုရှားတာအချိန်တော်ကြာသွားတာဦးအေးဗျာရုံးမတောင်နှမ်းတွေအထိနှံ့အောင်လိုက်ရှာတဲ့ခမရတော့တကယ်ကိုလေးစားပါတယ်ကျုပ်ကလည်းပညာနဲ့ခေါ်တာထက်လူကိုယ်တိုင်လာခေါ်တာကိုပို့ပြီးသဘောကျတာဗျဆရာထူးနဲ့ဦးအောင်တို့ အိမ်အောက်မှာရှိတဲ့တန်းလျောက်မှာစကားပြောနေတဲ့အချိန်အဲဝိုင်းနေစီကိုပေတူးနဲ့အသားအေဒိုနီယောဝင်လာခဲ့တယ်။သူတို့နှစ်ယောက်ကိုမြင်တဲ့အခါမှာဦးအောင်ကလှမ်းပြီးခေါ်လိုက်တယ်။ပေတူးနဲ့သားကြီးလာဟိတ်လက်ထဲမှာလဲဂျိုင်းနေပါလားကွာ။ဟုတ်တယ်ဘာကြီးအောင်ကြီးအဲ့တယ်ပါလာတယ်ဆိုလို့ကျုပ်တို့ဟင်းလာပို့တာ။အေးအေးလာထိုင်။ပေတူးနဲ့သားအေးကသူတို့ယူလာတဲ့ဂျာလေးကိုစပွဲပေါ်တင်ပေးပြီးတော့ဦးအောင်ကိုစကားဆုလိုက်တယ်။ ။ဘာကြီးအောင်တို့များပျောက်သွားလိုက်တာ။ကျုပ်ဖြစ်တေးတောင်သေးပြီထင်တာ။ပေတူးရဲ့စကားကြောင့်ဧည့်သည်ဖြစ်တဲ့ဆရာထူးဟာမျက်လုံးအပြူသားနဲ့ကြည့်နေတယ်။အဲနောက်မှာတော့တာအေးကဆရာထူးကိုစူးစမ်းတယ်လို့ကြည့်ပြီ။ဘာကြီးအောင်ရဲ့ဧည့်သည်ဟာသူ့လား။ကြည့်ရတာတော့ဇမင်းသားနဲ့သူ့တယ်ဗျ။နော်။ဖေကောင်ဘာလို့ပြောနေရလဲ။အကောင်ပြောတာပါဗျ။အဲ့ဒီကြီးကိုတေချာကြည့်ဇမင်းသားနဲ့မတူဘူးလားနှက်ခမ်းမွေးဆဆနဲ့အတော်တော်ခန့်နေပြီ ဒီကောင်တော့ငားဧည့်တယ်ဦးဦးအောင်ကဆရာထိုးကိုစားနောက်နေတယ်လို့ထင်မှတ်ပြီးတော့တာအေးကိုဟန့်လိုက်တယ်ဒီခါမှဆရာထိုးကပြုံးလို့ဦးအောင်ကိုစကားဆိုလာတယ်ရပါတယ်ဦးအောင်ရေပြောပါစေဒီကလေးကြောက်ကမကောင်းတာပြောတာမှမဟုတ်တာဟုတ်ပါတယ်ဧည့်သည်ကြီးဟာဦးအောင်ကကြောက်တော့ဆိုရင်အပြစ်ပြောမယ်ဆိုတာကြီးပဲအေးအေးဒါနဲ့မင်းတို့နှစ်ယောက်ရဲ့နာမည်တွေကကျုပ်နဲ့မရတာအေးဟိုကောက်နဲ့မရပေတူး ဲ့ဒီကြီးရဲ့နာမည်ကရောငါ့နာမည်ကဆရာထူးတဲ့ဆရာထူးကဥအုပ်ရဲ့အိမ်မှာဧည့်သည်လာလုပ်နေတာနာမည်တလုံးနဲ့လူတွေပဲဗျဆရာထူးကအကြောက်လန့်ကင်းပြီးပြောရဲဆိုရဲရှိတဲ့ပေတူးနဲ့တာအီဟောသဘောကျသွားဟန်နဲ့တပြုံပြုံဖြစ်နေတယ်ဒီအခါဆရာထူးစိတ်အနှောက်ယှက်ဖြစ်မှကိုစိုးရိမ်နေတဲ့ဥအုပ်ကတပ်ပြင်းလေးကိုအသာချလို့ပေတူးနဲ့တာအီဟောမောက်ဘိုးတင်ရဲ့အကြောင်းကိုမြင်းမြန်းလေးတယ်မင်းတို့နေရာကိုဘိုးတွေတရေပါကြသေးလဲ ငါကြားတာတော့ဒီကောင်ပြင်းရောက်နေတယ်ဆိုဟုတ်လားကျုပ်တို့နှစ်ယောက်လည်းအဲ့လိုကြားတာပဲမနေ့ကျန်တော့တလဲကုန်းသွားမလို့အေးဒီကောင်ဝေလာရဲ့အားနဲ့ချက်ကိုရှာနေတာဖြစ်မှာပေါ့ပြောလို့တော့မရဘူးဘာကြီးအောင်ရခမည်းကောင်ကတိတ်ပြီးပုံမကြအောင်ဒီကောင်မတော်လောပါတွေတက်နေတဲ့ပုံပဲစိုးစမ်းမအောင်ဘိုးရီကဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဗျာခမည်းရဲ့ဝေစားသားခမည်းကိုပြစ်ပြီး ဟိုလူရုပ်မှာဝေလာနောက်လိုက်နေတာဟုတ်လို့လားကွာဒီကောင်ဝေလာရဲ့ပြောက်ကသွားရှာတာနေမှာပါဘိုးတွေမှာအဲ့လိုစိတ်မရှိပါဘူးကွာခမရတာမရှိဘူးပြောနေကြားရတဲ့သတင်းတွေကကောင်းမမကောင်းပေတူးနဲ့တာအေးတို့ပြောရင်းဆိုရင်ဓောပွားလာပြီးတော့သူတို့ရဲ့အတန်တွေကမားထန်နေတယ်ဒီအခြေရကိုကြည့်ပြီးအိုးအုံးတစ်ချက်တွေ့ဝေသွားတယ်အဲ့နောက်မှာတော့အိုးအုံးကပေတူးနဲ့တာအေးကိုအသေးချကြည့်ပြီးတော့ကဲ မင်းတို့တရားမနဲ့ပြဘိုးတွေရောသွားတွေ့ကြမှာမဟုတ်လားသွားမတွေ့ဘူးဗျအချင်းတွေပဲသွားကြည့်ပါအချို့မပြောင်းဘူးဆိုရင်တော့ကျုပ်တို့နဲ့အဲ့ကောင်အိမ်မှာဆက်မနေတော့ဘူးငါကမင်းတို့နဲ့ကိုတခုခုခိုင်းနေတယ်ကွာငါခိုင်းတာလောက်ပြီးမလားဘာကြီးအောင်ကဘာခိုင်းမှာလဲခိုင်းလေမနဲ့ပြမင်းတို့တလဲကုန်းကိုသွားရင်ငါပြင်ရောက်ပြီးအိမ်အောင်လာခဲ့အောင်ဆိုပြီးတော့ဘိုးတွေရောသွားပြောပြီးကွာကျုပ်ဒီကောင်ကစကားမပြောချင်ဘူး မင်းကလည်းဒါလေးပြောရတာပြောစမ်းပါကွာအဲ့ဒါမှတို့တွေအမှန်တရားကိုသိရမှာပေါ့အဲ့ဒါဆိုလဲကျုပ်တို့ပြောလိုက်မယ်ဗျာဘာကြီးအောင်ဘာခိုင်းစရာရှိသေးလဲခိုင်းစရာမရှိကျုပ်တို့ပြန်တော့မယ်ဒါနဲ့ဧည့်သည်ချိုးဖို့ရေးရှိလားရေးတော့မရှိဘူးကွာအဲ့ဒါဆိုလဲကျုပ်တို့ရေးသွားထမ်းလာအောင်မယ်ဦးအောင်စကားပြက်မပြောခင်မှာပဲပေတူးနဲ့တာအေးထိုင်ရကနေထားလို့ရင်ငယ်ပုံးတဲ့ရေထမ်းပုံးတွေကိုယူပြီးအိမ်ဝါအပြင်ကိုထွက်သွားတယ် သူတို့နှစ်ယောက်ထွက်သွားတာကိုကြည့်ပြီးဆရာထူကသူမရှိလင်းတဲ့အရာတွေကိုဦးအောင်ကိုမေးမြန်းလိုက်တယ်။ဦးအောင်ခမည်းကောင်တွေကအတော်တော့ပါလားဗျ။ဒါနဲ့သူတို့နှစ်ယောက်ကခမည်းရဲ့မွေးစားသားကိုဘာလို့မကြည့်မနဲ့ဖြစ်နေကြတာလဲ။ဆရာထူရဲ့ပြောရမှာလဲအတော်ကိုရှုပ်ထွေးတာဗျ။ကျုပ်မွေးစားသားဘိုးတင်ကဝေလာဆိုတဲ့ကောင်ကအစိမ့်တိုက်သွားတိုက်တယ်။ကျုပ်ခိုင်းလို့ပေါ့။ဒါပေမဲ့ဝေလာကိုကျုပ်တို့မရှင်နိုင်ခဲ့ဘူးလေ။ အဲ့တော့ကျုပ်အနာတရားဖြစ်ပြီးဆရာထို့ကို လာရှာရတာဒီတော့တည်းမှာဘိုးတွေကဝေလာနဲ့အစီပြင်းနေတယ်ပေါ့ဗျာအစိုးရကောင်းလေးနဲ့ကောင်က ဝေလာဘာတွေလောက်ခဲ့လဲဆိုတာကိုသိတယ်လीအခုဘိုးတွေကဝေလာနဲ့ပေါင်းနေလို့သူတို့မချင်မနဲ့ဖြစ်နေတာအချိန်တန်တော့ဖာလာငါလာသိမှာပဲခမရခေါ်ခန်းလိုက်တာလဲကောင်းပါတယ်မကြခင်ဝေလာကတိတ်နာဖြစ်တော့မှာပါဗျာဆရာထို့ကိုယုံမိသားပါ ထိတ်ခေါင်ဆရာအောင်ရဲ့တပည့်မဟေတိအောင်ကြီးရဲ့မိတ်ဆွေစစ်တလုံးပိုင်ဆရာထင်းရဲ့တပည့်မဟုရမင်းကောင်ရဲ့အရောက်တရာမြောက်တပည့်ဘိုးတော်မင်းကောင်ရဲ့တဦးရတော်တပည့်တတိယမျိုးလုံးရှင်စက်ကြအောင်မျိုးရဲ့ဩအမလီတော်သွားတော့ဗျာခမားဆရာနာမည်တွေရွတ်တာတအားများနေပြီဗျတုတ်တောင်သူတို့ကိုအကုန်မမှတ်မိတော့ဘူးဆရာထုရဲ့ခမားရဲ့အတိုင်းဝိုင်းဘယ်လောက်ကြီးကြောင်းကျုပ်ကပြောမလို့ပါတော်ပါဗျာ ကျောက်ပရိစိတ်ချင်တယ်ဗျာခမိုင်းမှာစိတ်လို့ရလားကျောက်အိမ်မှာတော့မစိတ်ပါနဲ့ဆရာသမားရဲ့ရွာဦးစိတ်တွေမှာသာသွားစိတ်ပါကောင်းပြီဗျာကဲကျောက်သွားပြီဝေလာနဲ့တိုက်တော့မယ်ဆိုမှရွာဦးကျောက်ကိုသာလာခေါ်တော့ကျောက်အိမ်မှာတဲမှာမဟုတ်ဘူးလားခမိုင်းအိမ်မှာတဲရင်ခမိုင်းအိမ်ကကောင်းနေပြောင်းဆန်ကုန်လိမ့်မယ်ဟုတ်ကဲ့ကျောက်သဘောပေါက်ပါပြီအဲ့လိုနဲ့ဆရာထူကဦးအောင်ရဲ့အိမ်မှာမတဲတော့ပဲရွာဦးကျောက်ကိုသာတဲခုပ်ဖို့ထွက်သွားခဲ့တယ် တာရမောင်းနဲ့နွားလဲလေးပေါ်မှာဖိုးထွေးတာရနဲ့ပေတူးတို့လိုက်ပါလာခဲ့ကြတယ်။သူတို့အဖွဲကတလဲကုန်းရွာစီသွားနေတာဖြစ်ပြီးတော့ရန်သူတော်ကြီးဦးဝလာရဲ့အိမ်မှာနေထိုင်တဲ့တငယ်ချင်းဖြစ်သူမဘိုးတရဲ့အခြေအနေအချို့အကြောင်းကိုသွားရောက်စုံစမ်းခြင်းဖြစ်ပါတယ်။ပေတူးနဲ့တာအေးဟာလှဲနောက်မြို့မှာခြေနှစ်ချောင်းကိုအောက်ချစီလို့နောက်ကကျနေတဲ့ဖုံတထောင်းထောင်းထနေတဲ့လှဲလန့်မြင်းဝင်းကိုကြည့်လို့ပေတူးကစတဲ့စကားဆိုလိုက်တယ်။ဘိုးရီဘိုးရီ လူရုပ်မှဥဝေလာနဲ့များပေါင်းရတယ်လို့ကွာငါထင်တော့ဘိုးရင်ရွှေရင်မတ်တာဖြစ်မင်းဒါအေးရဲ့စကားကြောင့်ပေတူးတာမကလှဲမောင်းနေတဲ့တာရနဲ့ဖူထွေးပါစိတ်ဝင်စားပြီးဒါအေးကိုလှဲကြည့်ကမင်းမြန်လာလိမ့်တယ်ဘာဖြစ်လို့လဲကွာပြောစမ်းပါဦးဘိုးရင်ကဘလို့ကြောင့်ရွှေမတ်တယ်လို့ပြောရတာလဲဥဝေလာဖိုးသူတော်ကြီးရဲ့ရွှေအိုးကိုရထားတာလေဗျာဒီရွှေအိုးကြီးတည်းကရွှေတွေကိုဘိုးရင်ကလိုချင်နေတာဖြစ်မှာပေါ့ ရွှေတွေငွေတွေကြောက်တော့မဟုတ်တော့ဘူးကွာဖိုးထွေးရဲ့စကားကြောင့်ကျင်းတဲ့လူတွေကဖိုးထွေးစီအကြည့်ရောက်သွားပြီဘာဖြစ်လို့မင်းကအဲ့လိုထင်ရတာလဲဖိုးထွေးစဉ်းစားကြည့်လေကွာဘိုးရင်သာရွှေတွေငွေတွေမတ်တယ်ဆိုရင်အစကတည်းကရွှေငွေပိုင်နဲ့အခွင့်အရေးရခဲ့တာပဲလေဒါမဲ့ तू ကမယူခဲ့ဘူးဦးဝေလာစီကသူ့တကယ်လိုချင်တာပညာပဲဖြစ်လိမ့်မယ်အဲ့ဒီကောင်ကရွှေထက်ပညာကိုပုံမှတ်တဲ့ကောင်ကအဲ့ဒါလည်းဟုတ်တာပဲ။ ။ဘာပဲဖြစ်ဖြစ်ကွာ။အဲ့ကောင်နဲ့တွေ့ရရင်တော့အချိန်နေသိရမှာပဲ။အေးဟုတ်တယ်။ပေတူးနဲ့တာကြီးမင်းတို့တွေစိတ်မတုံနဲ့အောင်။ဖိုးထွင်းနဲ့တာရာဟာအသက်ကြီးတဲ့သူတွေပြီးပြီ။ပြဿနာတစ်ခုကိုခေါင်းအေးနဲ့စေစားတွေးတော့တတ်တယ်။ပေတူးနဲ့တာအေးကသူတို့နှစ်ယောက်ကိုအဆက်ဖြတ်ပြီးအချိုးအချောင်းတော့မပြောပဲ။သွားချိန်တဲ့နေရာကိုသွားနေတဲ့တငယ်ချင်းဖြစ်သူဘိုးရီယုံတိတ်ပြီးမကြင်နဲ့ကြအောင်။ဒီအချောင်းကိုတည်ရကြောက်လဲ။ตาอี้เนี่ยผู้ทุยอ่ะทิ้งနေရတယ် ဒါမဲ့တာအင်းနဲ့ပေတူကသူတို့ထက်အကြီးဖြစ်သူအကိုနှစ်ယောက်ရဲ့စကားကိုသိပြီးနားထောင်ခြင်းမမြကိုလိုကလန်ပြန်ချေပနေသေးတယ်ကိုကြီးဘိုးတွေနဲ့ကိုသားကခမရတော့ကျုပ်တို့နှစ်ယောက်ကိုတရားချဖို့မစင်းစားနဲ့နော်ကျုပ်တို့ခမရတော့မပြောနဲ့ရွာဦးဖုန်းတော်ကြီးကြောင့်ကဆရာတော်ပြောတာတော့ရတဲ့ကောင်းနေမဟုတ်ဘူးဗျဟုတ်တယ်ပေတူလေဗျစိတ်ထဲရှိတဲ့အတိုင်းပဲပြောတတ်တယ်စိတ်ထဲရှိတဲ့အတိုင်းပဲလုပ်တယ်ဝဲလေကြောင့်ပဲလုံးမနေဘူး ဟဲ့လောက်ပြီးလဲပြောမနေဘူးပေတူးနဲ့တာအေးတို့လဲနောက်မင်းမနောက်ကိုမျက်နာလှဲလို့ခြေတော့တွဲလောင်းချကဖိုးထွေးနဲ့တာတော့ကိုမကြည့်ပဲစကားဆိုနေတယ်ဒီကဟိတ်ကြီးဟန်ကြီးနဲ့အကြည့်ပြောစကားကိုနားထောင်လို့ခြင်းမရှိတဲ့ငနဲ့တာနှစ်ယောက်ကိုစိတ်မရှိတဲ့ဖိုးထွေးယောက်ဖုံထုံထူလှဲလန်းတဲ့နေရာအရောက်မှာပေတူးနဲ့တာအေးရဲ့ကြောကုန်းကိုခြေတော့နဲ့ကန်ချလိုက်လေတယ်တော်သားတွေဆိုတော့တံပါးပြီးဖြက်လက်တဲ့ပေတူးနဲ့တာအေးကဖုံထူထူလှဲလန်းပေါ်စီကိုဒလိတ်ကောက်ကွေးပြုတ်ကြပြီးတော့ ဖုန်နဲ့လူးလိမ့်သွားခဲ့တယ်။အဲနောက်သူတို့နှစ်ယောက်လှဲနောက်စီကိုပြစ်လိုက်လိုက်ရင်ကဖိုးထိန်နဲ့တာတော့ကိုမကြင်မနဲ့နဲ့စကားဆိုလိုက်တယ်။ဟဲ့လူတွေခမ ्या တို့ဘာလုပ်တာလဲဗျ။ကျွတ်တို့ညောက်ကိုဘာလို့ကန့်ချတာလဲမင်းတို့ကောင်းနေရလဲတောက်ကြီးတောက်ကျယ်တွေပြောနေငါတို့စကားကိုနားမထောင်လဲငါတို့လှဲဖို့တက်မလာနဲ့ဟဲ့လူတွေအဲ့လိုမလုံးနဲ့လေဖုန်နေရပို့တယ်ဗျနေဘူးဘူးဖုန်တထောင်းထောင်းမှာတိုင်းနဲ့ပေတူတို့ဖုန်အလိမ့်လိမ့်ပေကြံနေပြီးတော့ လဲနောက်မှာဒရက်ဆက်ပြေးလိုက်လာခဲ့တယ်။ဒါပေမဲ့လဲဘော်ကိုတော့ဖြစ်မတက်ရုံမထင်မထင်သလိုလှုပ်တက်တဲ့ဖို့ထရနောက်တစ်ခါကန်ချမှာစိုးတယ်။ဒါကြောင့်လဲသူတို့နှစ်ယောက်လဲဘော်စီချက်ချင်းမတက်ရဲသေးပဲဖို့ထွနဲ့တာတော်တို့ရဲ့အခြေအနေကိုကြည့်ပြီးတော့လေးတန်လျှော့လို့ပြောလာတယ်။ကိုဖို့ထရခမရမပြောနဲ့ဆိုလဲကျုပ်တော့မပြောတော့ပါဘူးဗျ။ဟေးကောင်အဖို့ပြောမနေနဲ့။မင်းတို့နှစ်ယောက်ကရွာဦးချောင်းဖုန်းတော်ကြီးကပြောနေတာမှမရဘူးဆို။ ရွာဦးကျောင်းဖုန်ကြီးပြောရင်သာမရတာပါဗျာ။ကိုဖိုးထင်းနဲ့ကိုသားရပြောရင်တော့ရပါတယ်။ဟုတ်တယ်မဟုတ်လားတာအေး။ဟုတ်ပါတယ်ဗျာ။လောက်ပါ။ကျုပ်တို့လှဲဖို့ပြန်တက်ပြစီ။အောက်ကပုံလုံးလို့ပါဗျာ။လဲနောက်ပြီးတော့လက်လေးတွေနဲ့ကိုက်ပြီးတနားစဝယ်စကားဆုံနေတဲ့ပေတူးနဲ့တာအေးကိုလဲဘွားဖိုးထင်းနဲ့တာရကတည်တည်ချာချာကြည့်ပြီးတော့မင်းတို့ကောင်ငါတို့စကားနားထောင်ပါလားနားထောင်ပါမယ်ဗျာမင်းတို့တေးကြတဲ့နော် နေအေးတော့မှကလန်ကဆန်လာလို့ရင်တော့နေကြီးအုပ်လိုက်မှာမလောက်ပါဘူးဗျာအေးအဲ့တော့ဆိုတက်လဲပေါ်တက်ခွင့်ပေးလိုက်တာနဲ့တာအင်းနဲ့ဘေတူကခက်မြမြန်ပဲလဲပေါ်တက်လာတယ်ဒီလိုနဲ့ဖိုးထွေးတို့တိုက်တလဲကုန်းရောက်မှရှိတဲ့မောက်ဘိုးတင်စီကိုသွားနေကြတယ်ဘိုးရီငါ့ကိုအနောက်ထန်းတပင်ရပိတ်ထားလို့သွားလိုက်ဦးမယ်ငါပြန်လာမှပဲမင်းရွာကိုပြတ်ပေါ့ရပါတယ်ဆရာကြီးကြောက်ဘာလို့ထားရမလဲ လက်သမားဆရာကိုတောင်းဂရင်တွေရိုက်ခိုင်းထားတယ်ကွာတည်သွားဝင်ရင်မင်းလိုက်သွားလောက်အောင်လိုအပ်တဲ့ငွေကြေးလဲယူသွားအကုန်ရှင်းလိုက်နော်ဟုတ်ကဲ့ဆရာကြီးအေးအေးငါသွားပြီဘိုးရီတည်သွားဝင်မှာအရေးကြီးတယ်ကွာတေချာခရုဆိုင်စိတ်ချပါဆရာကြီးကြောက်ကိုယ်တိုင်းလိုက်သွားမှာပါဗျတလဲကုန်းရောက်ကိုရောက်နေပြီဖြစ်တဲ့ဥွေလာမဘိုးတီကိုသူ့ရဲ့ရွာစီချက်ချင်းမပြန့်စေပဲအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုခိုင်းနေလေတယ် ။မဝူတရလည်းဘဝတူမိဘမဲ့ကလေးတွေကိုကိုကြီးဆောင်ရှောက်ဖို့အတွက်ဂရင်းနဲ့ရိုက်မှမို့ရွာကိုပြောင်းမှုစိတ်ကူးမရှိဘူး။အဲ့ဒီလိုနဲ့မဝူတီဟာလက်သမားဆရာကိုတောင်းကိုစောင့်နေတဲ့အချိန်လက်တစည်းနဲ့ကိုဖိုးထွေးတို့အဖွဲရောက်ချလာခဲ့တယ်။မတွေ့ရတာကြာပြီဖြစ်တဲ့အပေါင်းအသင်းတွေကိုတွေ့ရတဲ့အခါမှာမဝူတီတယောက်အားရဝတ်တစွာနဲ့လှည့်ရှိရကိုသွားပြီးတော့ဟဲလိုရီကြောက်လေရွာကိုလာတော့မလို့ပဲအေးမင်းမလာလို့ငါတို့လိုက်လာတာကွာ မင်းပါပြင်ရောက်နေပြီသွားလာအောင်သွားမှာပါဗျဒီနေ့တော့သွားလို့မရတဲ့ဦးလာလာထိုင်ဦးဗျဟေးကောင်မင်းမအဘတ်ကအရေးကြီးတာရှိသေးရလားဆရာကြီးခိုင်းတာရှိသေးလို့ပါဗျကြောက်အလုပ်တွေပြီးသွားမှာပါဘိုးရင်ရဲ့စကားကြောင့်လှဲပေါ်မှာရှိနေတဲ့ဖိုးထွေးတို့မျက်နာမတမယာဖြစ်သွားပြီးမဝိုးတင်ကိုအမြင်မကြည့်တော့ဘူးဒီချင်းအားကြောင့်ပေတူးနဲ့တာအရာကြောင်ကြီးကြည့်နေတဲ့ဖိုးထွေးနဲ့တာတော့မြင်ပြီလား ဒီကောင်းတောက်ချိုးကိုကြုတ်ပြောပါတယ်ဒီကောင်းတောက်ချိုးပြောင်းနေပါပြီဆိုတာဟုတ်တယ်လူသက်သမားနဲ့ပေါင်းနေကြရဒီကောင်းတောက်ချက်မကောင်းတော့ဘူးဆိုတာကျုပ်တို့သိလိုက်သိတော့ပေါ့ဝဲလာဆိုတဲ့ခွဲကောင်နောက်ကိုလိုက်ကြရဒီကောင်းလဲခွဲပဲရင်တီးရဲ့စကားတွေကိုပြောနေတဲ့ပေတူးနဲ့တာအီကိုမဘိုးတွေအနေနဲ့နားမလည်နိုင်စွာကြည့်ပြီပေတူးနဲ့တာအီမင်းတော့ဘာတွေပြောနေရလဲမင်းတော့ငါ့ကိုပြောရင်ပြောကွာဆရာကြီးကတော့အခုလုံးပြောနေဗာ ဆရာကြီးဟုတ်လားခွေးဦးကြီးကမင်းဆရာဖြစ်သွားပြီလားမေပောက်ကရောက်ပြောနေတာကိုရက်လိုက်စာမဘိုးတရားအချိုးအချောင်းရှင်းပြခြင်းနဲ့ဆိုပေမဲ့ရန်လိုနေတဲ့ပေတူးနဲ့တာအေရိုကြောင့်ကောင်းကောင်းရှင်းပြဖို့ကအခွင့်မတားတော့အစိုးဆုံးကသူ့လေးစားရတဲ့ဥပွေလာကိုမရိုက်စွာပြောဆိုနေတဲ့အတွက်တိမခန့်အောင်ဒါကြောင့်လေးတမမနဲ့ပြန်ပြောလိုက်တဲ့အခါမှာပေတူးနဲ့တာအေရပို့လို့ဒေါသဖြစ်သွားပြီ။ဘာလဲ။မင်းကလူသက်သမားကိုထိတော့မခံနိုင်တော့ဘူးပေါ့။ဟဲ့ကောင်လေး မင်းတို့တိုးတိုးပြောလို့မရဘူးလားကွာဘာလို့တိုးတိုးပြောရမှာလဲမင်းရဲ့ဆရာကြီးဖိုးတော်တော်ကြီးကိုတတ်တာမင်းလည်းသိတယ်လေဟေးကောင်မင်းရဲ့အတန်ကိုတိုးတိုးပြောလို့မရဘူးလားဘာလဲမင်းကရွှေတွေခွဲထမ်းထားရလို့လားမင်းကငါပြောနေရလေအတန်တိုးတိုးပြောလို့ဟေးကောင်ဖိုးတော်တော်ကြီးကိုတတ်တာဥွေလားကွာဒါကမင်းလည်းသိမဘိုးတင်ကအန်ကိုကြိတ်လို့ပေတူးနဲ့တာအေးကိုစူးဆိုင်ကြည့်လိုက်တော့ ူတို့နေအောင်ပြောလက်စစကားကိုတော့မှမပြောနိုင်တော့ပဲ။လက်ဝင်းကိုဖိထားပြီးမျက်လုံးအဝိုင်းသားနဲ့ဖြစ်နေတယ်။ဒီအချိန်အကြောင်းဖိုးထွေးနဲ့တာတာမျက်လုံးတွေပြူပြီးမဝိုးတင်ကိုချောမောလှလိုက်တယ်။ဘိုးလေးစိတ်လျှော့ပါကွာ။မင်းရွာကိုပြန်မလိုက်ချင်ဘူးမလား။မလိုက်နဲ့ကွာ။ဒီကောင်တွေကတော့အဲ့လိုမလုပ်ပါနဲ့။မင်းရဲ့အပေါင်းအသင်းတွေပဲလေ။ဒီကောင်တွေကတစုတ်ထုတ်ပြောနေတာဟုတ်ဗျ။တေချာမသိသေးတဲ့ကိစ္စတခုကိုအခုလိုလွယ်လွယ်ပြောလို့ရမလားအေးပါကွာ ငါတို့ပြန်တော့မယ်။မင်းလဲမင်းကြိုက်တယ်လို့သာနေကွာ။ပေတူးနဲ့တာအေးကိုတော့မင်းလှုပ်ထားတာကို ပြန်ဖြေပေး။ကျုပ်ကမလိုက်ချင်လို့ပြောတာမဟုတ်ဘူး။ရရဘိုးတင်ငါတို့ပြန်မယ်။ဒီကောင်တွေကို ပြန်ကောင်းအောင်မလှုပ်ပေး။မဘိုးတင်စိတ်မကောင်းဖြစ်သွားရလိမ့်တယ်။အချောင်းကတော့တာအေးနဲ့ဖိုထိုးတို့ရဲ့မျက်နှာကအေးဆက်ဆက်ဖြစ်နေပြီ။သူ့အပေါ်ရင်းနေတဲ့အရေးအယံကိုမမြင်ရတော့ဘူး။ဒါပေမဲ့ဥဝေလာခိုင်းထားတဲ့ကိစ္စတွေကလည်းအရေးကြီးနေတာကတည်းက လက်သမားဆရာကိုကိုတောင်းလိုက်ရောက်နေတာကတည်းကြောင့်မို့ဖိုးထွေးတို့ခက်မြက်မြက်မဲ့စကားစဖြတ်လိုက်တယ်။ကိုဖိုးထွေးအဲ့ကောင်လေဝိုင်းကြီးရောက်တာနဲ့ပြန်ကောင်းသွားလိမ့်မယ်။ကျုံနောက်နေ့မှခမားလို့စီလာခဲ့မယ်။ရပါတယ်။မင်းမအောင်မလား။မလာနဲ့တော့ဖိုးထွေးနဲ့တာတာတို့လက်ကိုပြန်꿰ပြီးပြန်မှုပြစ်စင်းလိုက်တယ်။မဖိုးတင်လည်းလက်သမားဆရာကိုတောင်းခေါ်နေတာမို့တခြားဘာကိစ္စအောင်မှဂရုမစိုက်တော့ပဲ။လက်သမားဆရာနဲ့တက်ဝဲသွားဖို့ကိုသာပြစ်စင်လိုက်တယ်။ မရလိုက်တဲ့ကောင်ပြာခမရတို့နှစ်ယောက်ကိုကြောက်ပြောတယ်မှတ်လားကြောက်ကတော့ကြောက်အိမ်ကိုပြန်တော့မယ်ပေတုမင်းလည်းငါ့ရော်လိုက်ခဲ့အဲ့ကောင်အိမ်မှာမနေနဲ့တော့ငါ့မှာလည်းအိမ်ရှိပါတယ်ကွမင်းအိမ်မှာမနေချင်ငါ့ရလာနေလေတာရင်ပြီးတော့ပဲဒီကောင်ဘိုးရော်ခွေးတော့မခေါ်တော့ဘူးအလက်ကားကောင်လူသက်သမားအားပေးကောင်ပေတုနဲ့တာအေးကတလဲကုန်းရွာအပြက်လက်ခေးမှာပောက်ကွဲနေကြတယ် သူတို့နှစ်ယောက်ကိုပညာနဲ့စကားမပြောနဲ့အောင်လှုပ်လိုက်တောင်းသူတို့နှစ်ယောက်ပို့ပြီးဒေါသထွက်နေတယ်။ငါတို့ကိုစကားမပြောနဲ့အောင်လည်းလှုပ်တယ်။တော်တော်မယားနေကောင်းပဲကွ။ရွာပြန်လာရင်လာကြည့်။တက်ခတ်ကိုလေးခွနဲ့ကဲ့ပြစ်မှာ။ကောင်းတယ်ဗေတုံ။အဲ့ကောင်ရဲ့တက်ခတ်ကိုငါလည်းပြစ်မှာ။အလုံးကောင်မှတဲ့ပြစ်အောင်မှာ။အတော်မကြည့်မနဲ့ဖြစ်နေတဲ့ပေတုနဲ့တာအေးတို့ဖိုးထွေးနဲ့တာရကကြည့်ပြီးတော့လင်းနေတဲ့စကားကိုဆူလာတယ်။ပေတုနဲ့တာအေး မင်းတို့ကောင်နဲ့စိတ်တူနေတယ်ဆိုတာငါသိတယ်။ငါလည်းစိတ်တူတာပဲ။ဒါပေမဲ့ဒီကောင်ကပြညာတက်တယ်ကွာ။အခုမင်းတို့ကိုလောက်တာတာကြည့်တော့အဲ့တော့သူ့ကိုငါတို့ယုံလို့မရတော့ဘူး။ဒီတော့ရန်လဲသွားမစနဲ့ခေါ်လဲမခေါ်တော့နဲ့ကွာ။ကြားလား။ဟုတ်တယ်။ဖိုးထိပ်ပြောတာမှန်တယ်။ဒီကောင်ကစိတ်မချရတော့ဘူး။အရင်တော့ငါတို့ဘာမှမလုပ်ဘူးဆိုပေမဲ့လူသက်သမားနဲ့ပေါင်းနေတော့ပြောမရတော့ဘူးကွာ။အဲ့တော့ဘာမှသွားမလုပ်နဲ့ သူ့ဘာသာပဲနေပါစေကြားလားဖိုးထင်းနဲ့တာအေရိုးရဲ့စကားကိုကြားတဲ့အခါမှာပေတူရိုနီယာကခေါင်းငိမ့်ပြီးတော့လက်ခံလိုက်တယ်။စကားပြောများအောင်ချက်ရှင်းလုံနိုင်တဲ့အစွမ်းကိုကြည့်ုံနဲ့ဘိုးတွေတယောက်အရင်အထက်ပညာအဆင့်မြင့်နေပြီဆိုတာသူတို့နှစ်ယောက်တွေးမိသွားလိမ့်တယ်။ဒါကြောင့်မဘိုးတွေနဲ့သစိမ်းတယောက်လိုပဲနေတော့မယ်လို့ပဲဆုံးဖြတ်လိုက်တယ်။အေးဗျာကျုပ်တို့လည်းသူရပြန်လာပြီးနေရင်တော့မှခက်ခဲခဲမဲနေတော့မယ်။ကောင်းတယ်ပေတူ ငါနဲ့တာနာလဲအဲ့ကောင်နဲ့ကင်းကင်းမဲ့နေတော့မယ်ကွာသူတို့လေးယောက်စကားတပြော့ပြော့နဲ့လှဲအောင်မောင်းလာတော့ညနေမိုးချုပ်ချိန်မှာပြပင်ရွာကိုပြန်ရောက်လာခဲ့ကြတယ်တနေ့ကဘာမှမစားမတော့ရတာကြောင့်ရွာပြန်ရောက်မှဗိုက်စာနေတာကိုသတိရသွားပြီသူတို့မချိမငန်ပြောဆိုနေတဲ့မောင်ဘိုးတင်ကိုပို့ပြီးစိတ်ထားနေကြတယ်အဲ့နောက်မှာတော့သူတို့လေးယောက်သာဦးအောင်ရဲ့နေအိမ်စီကိုသွားလိုက်ကြတယ်သူတို့ရောက်သွားတဲ့အခါမှာတော့ဦးအောင်နဲ့ဆရာတို့ကအိမ်အောက်မှာ မိအိတလုံးထုံမိစကားပြောနေတာကိုတွေ့ရတယ်။သူတို့ညအိမ်ထဲကိုဝင်လာတော့ဖိုးထွေးတို့ကိုမြင်လာနဲ့မင်းတို့ပြန်လာကြပြီလားကွာ။ဘိုးတွေမပါဘူးလား။မပါဘူး။ခမည်းသားအချိုးပြောင်းသွားပြီဗျ။ဟင်ဘလို့ဖြစ်တာလဲ။ဘလို့ဖြစ်ရမှာလဲဗျ။ခမည်းကောင်ကဟိုလူယောက်မရဲ့လက်ရည်တစ်ပည့်ဖြစ်နေပြီ။ကျုပ်တို့အဲ့ဒါလာပြောတာ။ဖိုးထွေးတို့ဟာဦးအောင်စကားပြန်ပြောတဲ့အချိန်ကိုတောင်မှမဆောင်တော့ပဲ။ ချက်ချင်းပဲပြန်ထွက်သွားကြတယ်။ဒီကောင်မဥအုံက သူ့ရဲ့ရှေ့မှာရှိတဲ့ဆရာထုတ်ကိုစကားဆိုလိုက်တယ်။ဒီကောင်နေဘာဖြစ်လာတာလဲမသိဘူး။သူတို့ကြည့်ရတာတော့စိတ်တူနေတဲ့ပုံပဲဗျ။အင်းခမရငွေစားသားနဲ့ပြဿနာတက်ခဲ့ပြီထင်တယ်။အဲလိုနဲ့ဥအုံနဲ့ဆရာထုတ်တို့သူတို့ရဲ့ထင်မြင်ချက်တွေကိုဆွေးနွေးနေကြတယ်။မဘိုးတီတယောက်လက်သမားဆရာကိုတောင်းတဲ့အတူတူလက်သမားတချို့ကိုခေါ်ပြီးတော့တက်ဝိုင်းကိုသွားနေတယ်။ သူဟာဥဝေလာရဲ့ယုံကြည်မှုကိုယားထားတဲ့လက်ရည်တစ်ပဲ့အဖြစ်တော်တော်များများသိနေကြပြီပြီဥဝေလာနဲ့သူ့ရဲ့ကြားထဲမှာရှိတဲ့ကိစ္စတချို့တော့ဖြစ်သူ့ရဲ့အရင်နေဆုံးလူတွေကိုတော့မှမပြောဖြစ်ဘူးဒီကနေ့လဲအပေါင်းအသင်းတွေဟာသူ့ကိုလာခေါ်ပေမဲ့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိနေတာမို့လိုက်မသွားဖြစ်တာနောက်များမှသာတေချာရှင်းပြမယ်လို့တွေးပြီးတော့အခုလုပ်ငန်းဆောင်တာတွေကိုအာရုံစိုက်ထားလိမ့်တယ်ကိုတောင်းကသူ့လိုရှိတဲ့တစ်အမျိုးအစားတွေကိုလွှတ်သမားတွေကိုပြောဆိုနေတယ် သူလိုကျင်နေတဲ့အတိုင်းတာတွေကိုပြောပြတဲ့အခါမှာရသမတန်လျောက်မှာထိုင်နေတဲ့မဝိုးတင်ကို ကြည့်ပြီးတော့လေးတန်းခတ်တိုးတိုးနဲ့စကားဆိုလာတယ်။ကိုတောင်ဟိုကောင်လေးကဆရာကြီးဝင်လာရဲ့တပည့်မှန်လား။အဲ့ကောင်လေးကြည့်ရတာဥတူတူလေးဖြစ်မယ်။ခမရဂွင်ဖန်လို့ရတယ်နော်။ဟဲ့လူပောက်ကရမပြောနဲ့။ဆရာကြီးဝင်လာတောင်းုံတောင်းုံကောင်ကိုတပည့်ခေါ်ထားမယ်ထင်နေလား။အဲ့ဒါမပွေးလေးဟာခမရဒုက္ခရောက်သွားမယ်။ကိုတောင်ကလည်းပြမဖြစ်နိုင်တာ။ ဒီကလေးသာသာကောင်းလေးကဘာလို့နိုင်မှာမို့လို့လဲဆရာကြီးဝေလာခိုင်းကောင်းလို့ခေါ်ထားတာနေမှာပေါ့ကိုဆရာရှောက်ပြောမနေနဲ့ခမရနဲ့ငွေရေးကြီးရှိရမှာသူပြဟင်အဲ့ဒီကောင်းလေးကအဲ့လောက်တာအခွင့်ရရနေရလားတဲတော်ကျိုးဝိုင်းကတာဝန်ကဟာမဘိုးတေရောအထင်သေးနေတယ်ဒီလောက်ကလေးလေးကဘာလို့နိုင်မှာလဲလို့ထင်ပြီးတော့ဆန်းသက်ခြင်းစိတ်တွေလည်းပေါ်လာတယ်ဒါကြောင့်ကိုတော့ရွေးထားတဲ့တစ်တေကို လက်သမားတွေကိုမတင်ခိုင်းမနဲ့အရက်တောက်တတ်တဲ့လက်သမားစရာကိုတောင်းကိုတစ်တော်ကျိုးဝိုင်းတာဝေခံကတောက်ကြစားကြဖို့ခေါ်ပြီးတော့တစ်တရောမစစ်စင်းနိုင်အောင်အကြံဖန်လုပ်နေတယ်။မဘိုးတိန်နဲ့လက်သမားတွေကတဲ့အချောင်းကိုနားမလဲတဲ့သူတွေဆိုတော့တစ်ဝိုင်းကလူတွေတင်မင်းလိုက်တဲ့အတိုင်းပဲယူလာခဲ့လေတယ်။ဒီလိုနဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့တစ်တရောအိမ်ဝိုင်းထဲမှာချလိုက်ကြတယ်။မဘိုးတိန်ကလက်သမားစရာကိုတောင်းရောက်မလာသေးတာကြောင့်ထိုင်ပြီးစောင့်နေတယ်။ညမကြတဲ့အချိန်မှာတော့ လက်သမားဆရာကိုတောင်းကဆက်ဆက်နဲ့နဲ့ရောက်လာပြီးမဘိုးတင်ကိုမျက်နှာချိုတွေးလိုက်တယ်။ကောင်းလေးငါနောက်မှရောက်လာလို့တောင်းပန်တယ်နော်ဆရာကြီးကိုတော့တော့မတိုင်ပါနဲ့ကွာမတိုင်ပါဘူးဗျာတက်တွေလည်းသွားစစ်ကြည့်အောင်ကျုပ်တို့ကဘာမှသိတာမဟုတ်ဘူးအေးအေးလက်သမားဆရာကိုတောင်းဟာတက်ပုံကတက်တွေကိုကြည့်ပြီးတော့တောက်တစ်ချက်ခောက်လိုက်တယ်။ဒါကြောင့်မဘိုးတရားအနားကိုသွားပြီးတော့ဦးလေးခင်ဗျဘာတွေဖြစ်နေရလဲ။ ဘာဖြစ်ရမှာလဲကွာ တို့အသားနှုတ်တွေပေးလိုက်တယ်ကွာငါရွေးထားတာတွေကို တင်မပေးလောက်မှားပြီးတော့များတင်ပေးလိုက်တာလားဗျာကျုပ်တို့တွေပြန်ပြောကြတာပေါ့ကျုပ်တို့နဲ့ရောအရင်သွားမယ်လေတစ်တွေပြန်တင်ခိုင်းထားလိုက်မယ်အေးအေးကောင်းတယ်မဘိုးတရလဲသမားတွေနဲ့အလုပ်သမားတွေအောင်တစ်တွေကိုပြန်တင်ခိုင်းပြီးတော့သူနဲ့လက်သမားကိုတောင်းကတော့တင်ဝင်းရှိဟာစီကိုပြန်လာခဲ့တယ်ကိုတောင်းခမည်းတော်ဘာသာမစစ်ပဲယူရတာလေ ကျောင်းနဲ့ဘာဆိုင်လို့လဲဟဲ့လူကြီးခမည်းပဲလက်သမားဆင်အောင်ခေါ်သွားတာလीကျောက်တို့တဲ့အကြောင်းနားမလဲတာခမည်းလည်းသိသားနဲ့လွဲတင်လည်းပြဲလောက်ပြေးရမှာပေါ့ဗျကောင်းလေးမင်းတို့ကအင်အိုတော်တိုက်သွားပြီငါတော့လဲမပေးနိုင်ဘူးခမည်းတော်တော့စိတ်ကောင်းမရှိရပဲပြီးတော့ကလေးကချစ်အောင်မမင်းတို့လက်တော့လောက်လေးကငါ့ဘာစကားပြောရလဲကြားတဲ့အတိုင်းပဲလीကလေးကချစ်ကြီးမင်းတော့ ငါကလေးမသိခံနေရ။မဘိုးတင်နဲ့တဲ့ဝဲတောင်းဝဲခံတို့အခြေတင်စကားများနေတယ်။လက်သမားဆရာကိုတောင်းကဘာပြောလို့ပြောရမှမသိတော့ဘူး။မဘိုးတင်လည်းလုံးဝမကျေနပ်ပဲတဲ့တော်တောင်းဝဲခံကိုလက်ညှိုးငေါငေါထိုးလို့ပြောလိုက်တယ်။ခမရတဲ့တွေလဲပြီးမှလားလဲမပေးဘူးလား။အဲ့ဒါပဲပြော။မင်းကဘာကောင်းမို့လဲပြီးရမှလဲ။မင်းရဲ့အချို့ကိုမကြိုက်လို့လဲမပေးတာကွာ။ကလေးဖြစ်ပြီးရာရာဆဆလူကြီးတို့များလက်ညှိုးထိုးပြီးပြောရရတယ်လို့ဟဲ့လို့ လူတိုင်းကလူရဲလို့မမြင်ဘူး။တချို့ကြတော့နွားလောက်တောင်သုံးစားမရဘူး။ဥပမာခမည်းလို့ပေါ့။ဟဲ့ကောင်မင်းမင်းကိုခင်မောင်ရာကလေးနဲ့တုပ်ရင်ဖြစ်မနေပါနဲ့ဆစ်လျှော့လိုက်စမ်းပါ။လက်သမားဆရာကိုတောင်းကတင်ဝင်းတာဝန်ခံကိုခင်မောင်ဆိုသူကိုဆဲထိုင်းကစကားဆိုလေတယ်။အဲနောက်မှာတော့သူကလေတံအေးအေးနဲ့တက်တွေလဲပေးဖို့နားချလိုက်တယ်။ကိုခင်မောင်ခမည်းတော်တင်ဝင်းနဲ့ကျုပ်တို့နဲ့ကအလောက်တွဲလို့လာတာကြပြီလေ။ အလွဲမရှိရင်လည်းပြန်တဲ့နေချပါအခုလည်းခမရကတ်မနေစားမှာနဲ့ဗျမလဲပေးနိုင်ဘူးကိုတောင်းကိုညကိုခတ်မယ်ကိုခင်မခမရကမဟုတ်သေးပါဘူးဗျကျုပ်ကောင်လေးပြောတာမှားရင်လည်းသူ့ကိုစားကျုပ်ကပဲတောင်းမှမှာလေတက်တွေတော့ပြန်လဲပေးပါဗျနင်းတော့မဟုတ်ဘူးခမရလို့လို့နားမလဲဘူးလားလဲမပေးချင်လို့လဲမပေးတာဗျကိုတောင်းကဝူးမှုနဲ့စိတ်မရှိဖြစ်လာပြီ တဲ့ဝင်းတာဝင်ခံရဲ့အင်းကြီးရင်ဘက်ဆောက်ဆွဲခံလိုက်တယ်။ဒီအချင်းအားကြောင့်တဲ့ဝင်းနဲ့ကတစ်ဆွဲနေကြတဲ့လူတွေကနှစ်တလက်မှတစ်ချောင်းနေကပ်ပြီးမော်ဘိုးတင်တို့စကားများတဲ့နေရာစီကိုရောက်လာကြတယ်။ဒါကြောင့်မော်ဘိုးတရားကိုတောင်းကိုဆွဲခေါ်ပြီးတော့ခမရို့ဘိုးတွေဘာကောင်လဲဆိုတာသိစီရမယ်။အခုသိချင်တယ်ကွာ။တဲ့ဝင်းနဲ့ကအလုပ်သမားတွေကမော်ဘိုးတရားကိုလှောင်ပြောင်ပြီးရင်မောကြတယ်။သူတို့ရဲ့ရည်တံတွေကြောင့်ဘိုးတွေလည်းအလွန်တရာဒေါသထွက်သွားပြီးတော့ ခမရတော့မကြခင်ကြောက်ကြောင်တည့်စီရမယ်။မဘိုးတင်ဟာအဲ့လိုပြောပြီးကိုသားကိုဆွဲခေါ်ကာတက်ဝင်းအတွင်နေရာထွက်သွားလိုက်ပါတော့တယ်။ပရိသတ်များရှေ့အောင်လန်းဘိုးတင်နဲ့တကောင်ကျွတ်ဇလန်းအပိုင်တစ်ကတော့ဒီလောက်ပါပဲနော်။နားစင်အပြေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေစုထူပဲတည်ရှိသလား။စာရေးဆရာမောက်တင်ဆက်ကိုလည်းကျေစုထူပဲတည်ရှိပါတယ်ရှေ့။ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါလေ။ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်